အလုံးမဲမင်္ဂလာပါရှင်။ဖွေရမ်းမှာရှိတဲ့အဝိုင်းအောင်အုပ်ချုပ်မှုထားတဲ့အင်္ဂလိပ်ရှိရဲ့နေရာကတော့ UNESCO ကနေပြီးတော့ကမ္ဘာ့ရှိအောင်အမွေနေစင်းဝင်အဖြစ်သတ်မှတ်ထားတဲ့မြို့ဟောင်းမိတ်ဖြစ်ပါတယ်။မြို့ဟောင်းမှာဆိုလို့ရှိရင်အိမ်နေတက်သားတကားတွေလိုလမ်းပုံစံနေဆိုလို့ရှိရင် ရှေးမူလပုံစံမပြတ်အောင်လို့ထိမ့်သိမ်းထားတာပဲဖြစ်ပါတယ်။ ဒီလိုလမ်းဟောင်းလေးမှာလမ်းလျှောက်ရတဲ့ခံစားချက်ကတော့အတိတ်ကိုပြန်ပြီးတော့အချိန်ခီးသွားတယ်လို့ပါပဲ။ဒါကတော့ကျွန်မထိုင်ခဲ့တဲ့ coffee ဆိုင်လေးပဲဖြစ်ပါတယ်။ ဖီယနန်ရောက်ရင်တော့ကော်ဖီကမဖြစ်မနေတောင်းမယ်ထဲမှာပါပါတယ်။ကျမကတော့ကော်ဖီတောင်းရင်းနဲ့မြို့ဟောင်းရဲ့အလားကိုကြည့်ရှုခန်းစားခဲ့ပါတယ်။ဒါကတော့ကော်ဖီဆိုင်ပေါ်ဒက်ကနေမြင်ရတဲ့ view လေးပါ။အခုကနေရာလေးဝင်တော့မှဆိုတော့ကြတော့မြူဟောင်းကိုအပေါ်စီကနေကြည့်ရတဲ့ရှုကင်းလေးကအရန်ကိုလှနေပါတယ်။ အရင်ကဟွီအန်မျိုးကတရုတ်တို့ဂျပန်တို့ဥရောပကုန်သည်လာပြီးတော့ကြတော့ကုန်စည်ဖလှယ်ကြတဲ့စိတ်ကမ်းမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီမျိုးလျားယဉ်ကျေးမှုတွေပြည်သူကလက်ရာတွေရောရှက်ပြီးတော့ကြတော့တရှိနေရဖြစ်ပါတယ်။ဒီမြစ်ကတော့ထူပွန်မြစ်ပါ။အရင်ကကုန်သွယ်ရေးလုပ်တဲ့နေရာမှာဒီမြစ်ကတော်တော်လေးကိုအသုံးဝင်ခဲ့ပါတယ်။

အခုကတော့လှေပေါ်ရောက်ပါပြီလှေပေါ်ရောက်ပြီဆိုတော့ live ticket လေးကတော့မဖြစ်မနေဝေးရပါတယ်အခုကတော့ကျွန်မမြေညောမလို့ပဲဖြစ်ပါတယ်ဗီယက်နမ်နေရဲ့ရွာယုံကြည်မှုအရာပေါ့နော်ဒီလိုမျိုးမြေအိမ်ညောတယ်ဆိုတာက ကို့အတွက်ဒါမှမဟုတ်လို့ရှင် ကိုချစ်တဲ့သူတယောက်အတွက်သူတို့တွေကံကောင်းစေဖို့ကျမ်းမာဖို့ပျော်ရွှင်ဖို့အတွက်ကိုရွယ်ပြီးတော့လှုပ်ပါတယ်ဒီလိုမျိုးမိအိတ်လေးတစ်ခုချင်းစီတိုင်းမှာစူတောင်းလေးတွေတစ်ခုစီပါပါတယ် ဒီလိုမိအိတ်လေးမျောလိုက်တာနဲ့ကိုယ့်ရဲ့စူတောင်းဆန္ဒတွေပြေဝသွားပြီးတော့ကြတော့အဲကိုယ့်ရဲ့ကံမကောင်းခြင်းတွေစိုးရိမ်ပူပန်မှုတွေကလည်းရည်စည်းနဲ့အတူမျောပါသွားလိမ့်မယ်လို့ယုံကြည်ကြပါတယ်လေးစီးပြီးတော့ကြတော့ဟွေအန်းနိုင်မက်ကတ်ကိုဝင်ခဲ့ပါသေးတယ်ဒီမှာဆိုလို့ရှိရင်မီးပလုံလေးတွေနဲ့ဓပုံရိုက်လို့လည်းရပါတယ် ။နိုင်မကတ်ထဲမှာဆိုရင်ဗီယက်နမ်ရိုးရပစ္စည်းတွေအမှတ်တရပစ္စည်းတွေရောင်းပါတယ်ရှင်။ကျွန်မဖွေဟန်းကိုတွားလိုက်ခဲ့တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ။